အလုံးမေမင်္ဂလာပါရေမွန်ဘလော့ဂ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့အဲ Facebook password တွေ Facebook account ရဲ့ password တွေနောက်ပြီး Gmail password တွေအကောင့်အမျိုးမျိုးတို့ရဲ့ password တွေမိသွားကလေးရှင်ပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့လည်းလုပ်ကြည့်အောင်ပထမဆုံး Google Chrome လေးထဲကိုဝင်လိုက်ပါ။ Google Chrome ထဲရောက်လာပြီဆိုရင်ဘာမှမလုပ်ခင်မှာကျွန်တော်တို့အခုကျွန်တော်ဝမ်းပြလာတဲ့နေရာလေးကို အဲအဲ့နာလီမှာကျွန်တော် အကောက်ဂျီမီအကောက်ဟောင်းထဲတာပြီးဘူးလို့ရတယ်ဗောနော်ဂျီနီဂျီမီတကောက်ထဲတာပြီးဘူးလို့ရတယ်အဲ့ဒီဂျီမီရတဲ့အာဂျီမီအဟောင်းဗောနော်ကိုအမြဲတမ်းအသုံးပြုနေတယ်ဂျီမီအဟောင်းဖြစ်ဖို့လို့ရတယ်ဗောနော်ဒီနေရာမှာဂျီမီအစ်တဲ့ထဲတာမယ်ဆိုရင်အကောက်တဲ့ကိုထဲတာမယ်ဆိုရင်အခုကျွန်တော်လုပ်ပြမယ့်နီလန်းနေနဲ့အဲပတ်ဆိုးဝတ်ကြီးကြည့်လို့ရမှာမဟုတ်ပါဘူးအဲ့တော့ဒီနေရာမှာဂျီမီ အကအောင်ဖြစ်ဖို့လိုတယ်ပေါ့နော် ABB ဆိုရင်တော့ကျွန်တော်အခုဝမ်းပြနေရာလေးကိုအဆက်34နေရာလေးကိုနှိမ့်လိုက်ပါနှိမ့်ပြီးဆိုရင်တော့နှိမ့်ပြီးဆိုရင်တော့ဒီအောက်တော့နော်အောက်နာမစီနဲ့ဒီ setting လေးဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပါဒီ setting လေးဝင်လာပြီဆိုရင်ဒီဒီအောက်နာမှာကိုယ်ရဲ့ password manager ဆိုတာလေးကိုတွေ့မယ်နော်အဲ့လေးတစ်ချက်နှိမ့်ပေးလိုက်ပါဟုတ်ပြီဒီလိုရလာပြီဆိုရင်ကျွန်တော်ဒီမှာ စီသည်မြတ်အကောက်ကိုဖွင့်တာနဲ့အကောက်မှန်သည်မြတ်အလုံးဒီမှာပုံနေလဲမှာပေါ့နော်ဒီမှာအခု channel မြန်မာအကောက်ဖွင့်တာနဲ့ဖွင့်တာနဲ့အကောက်ကစားရှိနေတယ်ပေါ့နော်ဒီမှာကြည့်ဟိုအကောက်တွေလေဒီမှာကျွန်တော်တို့မှတ်တာပြရင်နော်ကျွန်တော်ဆိုရင်ဒီမှာ Facebook အကောက်ကို6ခုတော့ရှိတယ်နော်ဒီမှာ Google Gmail အကောက်ပေါ့နော်ဒါတွေကဟောပြီဒီမှာ LINE LINE အကောက်တွေအစားရှိတယ်နော်အဲ့တော့ကျွန်တော်ကအခုဒီမှာအဲ password ပြန်ကြည့်မယ်ဆိုရင် ဒီ channel မြန်မာကိုဖွင့်နိုင်တဲ့ password လေးကျွန်တော်တစ်ချက်ကြည့်ပြမယ်နော်ကျန်တာကတော့ကိုကိုကြည့်ချင်တဲ့ password ကိုကိုကဒီမှာနှိမ့်လိုက်ရုံပဲပေါ့နော် facebook password ပြန်ကြည့်ချင်တယ်ဆိုရင်ဒီမှာ facebook ကိုနှိမ့်လိုက်ပါပေါ့နော်ကျွန်တော်ကတော့မပြတော့ဘူးဒီ channel မြန်မာရဲ့ account ကိုကျွန်တော် password ပြန်ကြည့်ပြမယ်နော်အဲဒီတော့အဲဒီမျိုးကျွန်တော်ဒီနေရာလေးနှိမ့်လိုက်ပါပေါ့နော်နှိမ့်လိုက်ပြီဆိုရင်ကျွန်တော်တို့ လော့ပေါ့နော်စခွင်လော့လေးတောင်းပါမယ်စခွင်လော့လေးချမ်းနှိပ်ပြလိုက်ပါစခွင်လော့ထည့်ပြလိုက်ပေါ့နော်ထည့်ပြလိုက်မယ်ဟုတ်ပြီဒါစခွင်လော့ထည့်ပြလိုက်တာနဲ့သူအဲ့ဒါပေါ်လာမယ်နော်ဒီမှာဆိုရင်အဲဒါကြီးမေးပေါ့နော်ကျန်ဒီမှာရဲ့အကောက်ကိုဖွင့်တာနဲ့ကြီးမေးပေါ့နော် password ဆိုရင်ဒီမှာ password ရှိတယ်နော်ဒါလေးကိုက password ပြန်ကြည့်ချင်တယ်ဆိုရင်ဒီမှာမျက်လုံးလေးဖွင့်လိုက်ပေါ့နော်ဒီဖွင့်ပေးလို့ကြည့်ပေါ့နော်ဒါဆိုရင် password ပေါ်လာလိမ့်မယ်ဟုတ်ပြီနော်ကျွန်တော်တို့အကောက်တွေကိုပြန်ကြည့်တဲ့နီလန်လေးပေါ့နော် မကိုကြည့်ချင်တဲ့အကောင့်မှန်များကိုကိုလက်ကြည့်လို့ရတာပေါ့နော်ကိုကဒီမှာ Facebook အကောင့်ကြည့်ချင်နေဆိုရင် Facebook နှိပ်လိုက်ပါနှိပ်လိုက်ဆိုရင် तू ကကိုကစခွင်လော့တွေပါထည့်ထားတယ်ဆိုရင် तू ကလော့တော့မှာပေါ့နော်လော့လေးထည့်ပြီးပြီဆိုရင် तू အထဲဝင်သွားမှာပေါ့နော်အဲ့မှာကိုကအကောင့်လေးကြည့်အောင်ပဲဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကဒီနေရာပေါ့နော်အောက်နာမှာ setting ဆိုတာလေးရှိတယ်ကိုကအကောင့်ဖွင့်တဲ့ချိန်မှာဒီ အကားတွေဖွင့်တဲ့အချိန်မှာသူကသူအော်တိုရှေ့ပြီလားမရှေ့ပြီလားကိုကအဲသိချင်တယ်ဆိုရင်ဒီ setting လေးတစ်ချက်နှဲ့ပေါ့နော် setting လေးနှဲ့ပြီဆိုရင်ဒီအပေါ်နားမှာစီးနားရတယ်အဲ offer to set password ဆိုတာလေးရှိရနော်အဲ့ဒီအရလေးကိုကျွန်တော်တို့ပိတ်နားမှာဆိုရင်ကိုအကောက်တစ်ခုခုပေါ့နော်ဘယ်အကောက်ပဲဖြစ်ဖြစ်ကိုဖွင့်တဲ့အချိန်မှာသူအဲအော်တိုရှေ့ပြီမှာမဟုတ်ဘူးပေါ့နော်ရှေ့ဆိုနေခလို့သူအဲခွင့်ပြတ်တောင်းမှာမဟုတ်ဘူးနော်သူလည်းရှေ့ပြီမှာမဟုတ်ဘူးဟုတ်ပြီနော် ဲ့တော့ကျွန်တော်တို့ကအဲ့ဒါလေးကိုအဖွင့်နာပေးဖို့လိုတယ်ပေါ့နော်အဲ့ဒီဖွင့်မှန်းတာဖွင့်ပေးမှန်းတာလေကျွန်တော်တို့အအကောက်တွေပါရေးဖွင့်တဲ့အခါမှာ तू ကအရှိမလားဆိုတာလေးမေးမှာပေါ့နော်အဲ့ခါကျရင် तू ကရှိလိုက်စင်အဲကိုကေကသူ့အော်တိုမက်တစ်အမှတ်ပေးသွားမှာပေါ့နော်အဲ့ကလောက်လေးကတချို့ဖုန်းမှာကျွန်တော်ပိတ်တင်တက်တယ်ပေါ့နော်အဲ့ကိုဖွင့်ပြလိုက်ပါအဲ့ဆိုရင်ရပါပြီအခုကျွန်တော်ပြပြလိုက်တာကတော့ Gmail password တွေပြန်ကြည့်နေနေနောက်ပြီးတော့ Facebook အကောင့်မျိုးမျိုးရဲ့ပတ်စောပြန်ကြည့်နေနီးရဲ့ပြောပြပေးတာဖြစ်ပါတယ်။ TBU လေးကမိတ်ဆွေတို့အတွက်အသုံးဝင်မလို့မျှော်လင့်ပါတယ်။နောက်ထပ်နီးပညာဗီဒီယိုတွေထပ်မံကြည့်ဆုရှင်နေဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးနဲ့နောက်ပြီးတော့အဲ Facebook Page ကိုလည်း Follow လေးလုပ်ဝေထားကြအောင်မင်းနေအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။